ကျွန်မဒီနေ့ဝင်ရမယ့်နောက်ကဘတ်တော်ကောင်းစင်ကသာရဖျားကိုကိုးစားတော်သူယေရမိခန်းကြီးဆက်ကွန်အငယ်ခုနှစ်ကနေရှစ်ကိုကျွန်တော်အတူတကွာဖတ်ရအောင်သာရဖျားကိုကိုးစားတော်သူသာရဖျားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူသည်ကောင်းချီးမင်္ဂလာကိုခံအပ်တော်သူဖြစ်ထိုးသူသည်လည်း ယေရှိယာအရက်၌ဆိုက်၍မျက်နာမှာအမြင့်ဖြာသဖြင့်ပူသောရှိန်ယောက်ျောင်းကိုမသိအရွက်မညိုးနှံ့မိုးခေါင်သောကာလ၌စိုးရိမ်စရာမရှိပေအစင်မြဲအသီးကိုတီးတက်သောအပင်နှင့်တူ၏အာမင်ထာဝရဘုရားကိုကိုးစားတဲ့သူကဘာဖြစ်တယ်လဲမိမိကိုးစားစရာအကြောင်းဖြစ်စေတဲ့သူကဘာကိုခံစားအပ်တော်သူလဲကောင်းချီးမင်းကျမသူရဲ့မိသားစုကိုကြီးတဲ့အခါမှာလာပြန်ပြီတခါလာလဲဆရာမဆုတောင်းပေးပါဦး ကျမကလေသင်းအောင်ဆရာဖြစ်တဲ့ခါမှာဆူတောင်းပေးခြင်းသလားဆိုတော့ဆူတောင်းပေးခြင်းတယ်ဒါပေမဲ့လေကိုကတမန်တရားကိုတမန်တရားလို့သိနေတာကျမသိတဲ့တမန်တရားကျမသိတဲ့ဖခင်ကဘာလဲဆိုတော့ငါတို့အကောင်းဆုံးခြင်းနိုင်ရင်ဖခင်ကောင်းမယ်ဒါပေမဲ့ကျမလေကိုချစ်တယ်လို့မိသားစုရဲ့ life ကိုကြည့်တဲ့ခါမှာသူတို့ကမကောင်းပါဘူးကျမတို့လည်းမကောင်းပါဘူး ဒါမဲ့လေကောင်းမြတ်တဲ့ဖခင်ကဘတော်မှကျမတို့ကိုအဆိုးအားဖြင့်အရှုံးမခံမနဲ့အကောင်းအားဖြင့်အဆိုးကိုနိုင်စေမယ့်ဖခင်ဖြစ်တယ်။ကျမတို့ကိုထောင်ချမဲ့အရေးတွေကြုံလာတဲ့အချုပ်ထဲတွေသွားရတဲ့ဒါမဲ့သူတို့မိသားစုကြီးတဲ့ကမှာတစုံတစ်ခုဖြစ်ပြီလားဟဲ့ဆိုရင်လေလောကနဲ့မဖြေရှင်ဘူး။သင်အုပ်ဆရာတွေစီလာတယ်ဆူတောင်းခံတယ်သင်အုပ်ဆရာတွေရဲ့အကူအညီမဆားနဲ့တို့တို့ယုံကန်းသားတွေတို့တော့တွားတယ်အဲ့ခါမှာကျမဘာတွေ့ရလဲသလားလူညံနဲ့လူပြက်တနာကိုဖြေရှင်းရင် အဲ့ဒီရဲ့ recipe ပဲရမယ်။ဒါပေမဲ့ဖျားကို ကိုးစားပြီးဖြည့်ရှင်းတဲ့ခါမှာအမျက်တောင်ရလိုက်သေးတယ်။ဒါကြောင့်ကျွမ်းနှလုံးသားထဲမှာအရန် touch ဖြစ်တဲ့အဲ့ခါမှာကျွမ်းဘာသွားတွေ့လဲဆိုတော့အရင်တော့ကျွမ်းတိခဲ့တဲ့ဖျားကတော့ငါကောင်းရင် तू ကောင်းမယ်ငါမကောင်းရင် तू မကောင်းငါစုမတောင်းနိုင် तू ငါ့ကိုတိတ်မချစ်တော့ဘူး။ငါတန့်ရှင်းအောင်နေနိုင်တော့ तू ငါ့ကိုအရန်ချစ်တာပဲ။အဲ့လိုဖျားမျိုးဒါပေမဲ့ကျွမ်း အခုနောက်ပိုင်းမှာဖះကိုတိလာတဲ့ရာငါမကောင်းလဲဖះငါပုံမှာကောင်းလိုက်တာအမြဲနဲ့ကျမနှလုံးသားကိုဖះဒီခံရိုက်ခတ်စေတဲ့ရာကျမသူရဲ့မိသားစုကိုချစ်ကြရင်ဘာပဲသွားတွေ့လဲဆိုတော့ဒဆုံတစ်ခုကြုံလာရင်တင့်လူထံမသွားနဲ့ဖះကို အားကိုဖះကိုအားကိုခြင်းမှာတခုလာပြီဆိုကိုချစ်တဲ့ဆူတောင်းမေးပါနော်ဆရာမ तू ကလေပတ်စံတပြားမှလာမချီးဘူးနော်ကျမတို့စီမှာ तू အခက်ခဲကြုံနေရတယ်အသင်းတော်ကိုအားကိုရအိမ်တလုံးလောက်ရှာပေးပါနော် ဖះเจ้ามาနေကွင်းရမှာ तू မတောင်း तू ရဲ့ယုံကြည်ခြင်းကဆုတောင်းပေးပါဖရားတကယ်ဒီအမှုတရားနဲ့အကောင်းဆုံးလုပ်ဖို့ဖြစ်တယ်အာမင်ကျမယုံကြည်ရတဲ့ဖရားကလည်းဘယ်တော့မှကျမတို့ကိုလက်ပလက်အချင်းင်းနဲ့ပြန်စင်မယ်ဖရားတကယ်မဟုတ်ဘူးဒါကြောင့်ဒီနေ့ဒီသင်ဒီနေ့လာတဲ့အရာကနှုတ်ကပတ်တော်သားမကကြီးစွာသောတသက်ကိုသင်မြင်ရတာဖြစ်တယ်ဒီလိုပြောလို့မတရားသောအမှုမှကျမအားပေးလိုက်တာမဟုတ်ဘူးတေချာတဲ့အရာက ကျမတို့ဖျားကိုကိုးစားရင်ကျမတို့ရဲ့မတရားသောအမှုကိုပဲတရားသောအမှုဖြစ်စေပြီးတော့ကောင်းချီးမင်္ဂလာနဲ့တွားစေမယ့်ဘုရားဖြစ်တယ်။ကျမတို့ဘသူ့ပေါ်မှာအခြေချထားလဲ။ကျမဒီနေ့ကောင်းချီးမင်္ဂလာအရန်ခံစားရတယ်။ဆရာရောကျမရောဒီဘက်တာတွင်းနေမှာကျမတို့ဒီလွန်ခဲ့တဲ့ရှစ်လလောက်ကနေဆရာတို့ကျမတို့ယင်းနေမြုံနေမှုတစ်ခုလုပ်နေတယ်။အဲ့ဒါကတော့ကျမတို့မိသားစုတွေနေဖို့ဆိုပြီးတော့ကျမတို့အာတိုက်ခန်းဝယ်ရပေါ့နော်အရစ်ကြအတွင်းရတယ်။တွင်းရတဲ့အခါမှာတလားတလားကိုကျမတို့သိန်းကိုယာနဲ့ကြော်ပေးရတယ်။ ပုံမှန်ဆိုကျွန်တော်9ရက်နေဆိုပေးရပြီတကယ်တကယ်တော့ကျွန်တော်ယုံကြည်ခြင်းနဲ့စတင်ခြေလန်းလန်းလိုက်တဲ့အရာပေါ်မှာကျွန်တော်တို့ကတလားတလားသိမ်းရာချီမဝင်ပါဘူးဒါပေမဲ့လေကျွန်မဖះကိုဘာကိုဂျေစုတင်တယ်လဲဆိုတော့ပေးချေရမယ့်အချိန်တိုင်းမှာဖះပြင်ဆင်ပေးတယ်အကျွေးတပြားမှမတင်ဒီလမှာလဲကျွန်တော်ပေးရတော့မယ်ပတ်ဆောင်မရည်ရဲဘူးကျွန်မဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဝင်ငွေကိုကိုတိနေပြီးသား ိုင်ဝင်ငွေရလေအများကြီးမဝင်ဘူးလေဟုတ်တယ်နော်လာစားရှိမယ်သူများကို love ကိပေးတာရှိမယ်အများကြီးမရှိဘူးဆိုတော့ကွာကြင့်နေပြီလားလူတွေးနဲ့တွေးရင်တရားမပြောနဲ့90တောင်မပြည့်ဘူးမယူပတ်ဆောင်ထားတာလေပေးချီရတော့မယ်ချိန်မှာကျမလေးစိုးရင်နဲ့ဆရာကိုလည်းမပြောရဲဘူးဘာဖြစ်လို့လဲဆိုတော့ဆရာကိုပြောရင်ဆရာတော့ဝန်တုပ်ဖြစ်သွားမှအရန်ကြောက်တယ်ကျမတို့ကနှက်ခမ်းဝယ်ထားတာဆိုတော့ဆရာကပြောပြီးရဲ့ဆိုတော့ तू ကကျမကိုအားပေးတယ်နော်အကယ်၍ ဇနီးတဲ့နှိမ့်အတွက်အရင်ဝင်တော့ဖြစ်နေမယ်ဆိုရင်တခန်းအောင်ပြန်လက်လွတ်လိုက်အမြဲတမ်းပျော်လေးရှိကျမလည်းပဲနောက်ဆုံးအချိန်လေးတိမရအောင်ဆိုအချွေးတော့အတင်မခံဘူးငါတခန်းလက်လွတ်လိုက်မယ်ပြီးခဲ့တဲ့လအတွင်းမှာကျမတို့ရင်ခုန်ခံစားပေါ့နော်စိုးရိမ်နေတယ်ပတ်စံလိုနေတယ်လိုနေတဲ့အချိန်မှာပဲအသင်းသူအသင်းသားတယောက်ကလည်းကျမတို့ကိုလာအကူအညီတောင်းတယ်အဲ့နဲ့ကျမသူ့ချက်ချင်းပြောလိုက်တယ်အမဖခင်ကျမတို့ကိုပြင်ဆင်ပေးမယ်အာမင်ကျမလည်းအခုပေးချရမယ်အမလည်းပေးချရမယ် အမလည်းဒီ9ရက်နေပေးချင်ရမယ်ကျွန်မလည်း9ရက်နေပေးချင်ရမယ်ကိစ္စမရှိဘူးကျွန်မတို့ဖျားသခင်တံမှာဒူးထောင်းမယ်သူကလေပြီးတော့ကျွန်မအားနာနေရပါတော့ဒါမှမဟုတ်ဘူးကျွန်မသူ့အတွက်လည်းကောင်းချီးပေးတယ်အဲ့ချိန်မှာကျွန်မတို့ပတ်စံမပြည့်သေးပါဘူးကျွန်မတို့ဝန်ခံတယ်ကျွန်မဘာသာဝန်ခံလဲဆိုဒီနေ့ကငါအရန်ကောင်းချီးခံစားရတဲ့နေ့ဖြစ်တယ်ဒီနေ့ကငါဘဝမှာဖျားမျက်နှာသာပေးတဲ့နေ့ရဖြစ်တယ်ကျွန်မဝန်ခံတဲ့နေ့မှာပဲဖျားသခင်က အဲ့ဒီနေ့ဝန်ခံတဲ့နေ့မှာပဲကောင်းချီးမင်္ဂလာ30ရောက်လာတယ်။ကျွန်မဘာဖြစ်လို့လက်တွေ့ပြောတာလဲဆိုတော့လေဖယားသခင်ကမပေးနိုင်တဲ့အရာတစ်စုံတစ်ခုမှမရှိဘူး။30ပြည့်သွားတော့ပြည့်ပတ်စံပြည့်သွားပြီဆိုတော့မပြည့်သေးဘူး။နောက်တစ်ရက်မှာကျွန်မတို့ဆက်ဝန်ခံတယ်။ဖယားသခင်ကိုရောကျွန်မပေးချေရမယ်ပတ်စံအားလုံးကိုရောကပေးချေပေးပြီးဖြစ်လို့ဂျေဆုတင်တယ်။အဲ့လိုမျိုးမဝန်ခံခင်မှာကျွန်မစိုးရိမ်လားဆိုတော့စိုးရိမ်တယ်။စိုးရိမ်တဲ့အမှုရာကိုဖယားကသိတဲ့အခါမှာဖယားကပြောလဲဆိုတော့ဣတနာ နေအရင်ကရှစ်လတိုင်တိုင်နေပေးခဲ့တဲ့ပတ်စံဟောနေစူးစမ်းလို့ရခဲ့တာလားငါပေးခဲ့တာမဟုတ်ဘူးလားဖခင်ကပြန်လဲအောင်းမိစင်တလားမှလည်းနေအကျွေးမတင်မဲနဲ့နေပေးခဲ့ရတယ်မဟုတ်ဘူးလားတလားမှလည်းနေသူများပေါ်မှာနောက်လာမှပေါင်းပေးမယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့ပေးစရာလည်းမလိုဘူးလေ ငါပေးခဲ့တယ်မဟုတ်လားငါပြုခဲ့တဲ့ကျေးဇူးတွေလို့နီးပြန်လဲအောင်းမေရရေတွက်ပါဆိုတော့ဒုတိယနေ့မှာကျွန်မပြောတယ်ကျွန်မโอเคဟုတ်တာပဲတကယ်လဲပဲကျွန်မစ조사ပြီးတော့ပတ်စံရှာပြီးတော့ပေးနိုင်ခဲ့တာမှာမဟုတ်တာဖျားပေးလို့ပေးနိုင်တာဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းကပြန်အားရှိလာတဲ့အခါမှာပြန်ဝန်ခံတယ်ကိုရောကျွန်ုပ်ကိုလတိုင်းမှာအကျွေးမတင်စေဘဲနဲ့အကောင်းဆုံးပြင်ဆင်ပေးလို့ယေရှုတင်တယ်လို့ဝန်ခံတဲ့အချိန်မှာပဲ ကောင်းချီးမင်္ဂလာကထဝင်လာတယ်အာမင်နောက်ဆုံး9ရက်နှစ်ပေးရတော့မယ့်ဆိုင်မှာကျမတော်မကျမအင်ဂျင်နီယာဖုန်းဆက်လိုက်တယ်အဲ့ဒီပိုင်ဖြင်းအဲဘယ်ချိန်တွေ့မလဲတကယ်တော့ပတ်စံမပြည့်သေးဘူးနော်ဘယ်ချိန်တွေ့မလဲဘာဖြစ်လို့လဲဆိုတော့ကျမတို့ဝေထားတဲ့တိုက်ရဲ့ပိုင်ရှင်ကမယုံကြည်သူဖြစ်တယ်ကျမတို့ကယုံကြည်သူဖရာသားသမီးအမှုတော်ဆောင်ဖြစ်တယ်အကယ်၍သင်မပေးနိုင်မှုဆိုသင်ကိုယ်ကိုယ်ရဲ့ပြောင်းဘယ်လိုပြောမလဲလက်ညှိုးထိုးမှာပေါ့ အ ਨੇ ဆုံးတော့ပါဇက်ကနေမပြောနိုင်မပြောမစိတ်ထဲမှာတော့ပြောတော့သူတို့ဖျားအသက်ရှင်နေစုကြည့်အောင်သူတို့ဒါပေမဲ့လေဖျားသခင်ကကျမတို့ကိုဘယ်တော့မှအရှက်မကွဲစေဘူးအဲ့ဒါကမှကျမဝန်ခံတဲ့အခါမှာ၅ရက်နေ့မတိုင်ခင်ပဲကျမပတ်စံနေကိုနောက်ဆုံးရေးမယ်ဘလောက်ရှိလဲဆိုတော့ကျမရေးမယ်ဆိုတော့တတိရှိလို့မဟုတ်ဘူးဒါပေမဲ့မဖြစ်မနေပေးရတော့မယ့်အချိန်မှာကျမဗီဒီယိုတွေကပတ်စံနေထုတ်တယ်တထောင်နန်းနေရှိတယ်တထောင်နန်းနေရှိတယ်တခါလေးမှ900နန်းနေလဲပါတယ်ထုတ်ရှိတယ်ရေးရင်နဲ့ နောက်ဆုံးပေါ့နော်အားလုံးတသိန်းတန်းအုပ်လေးတွေတွဲပြီးတဲ့အခါမှာကျေးဇူးတော်ကြောင့်ကျမလိုအပ်တဲ့သိန်းတရာကျော်ကိုဘုရားသခင်ပြည့်မြရတဲ့ခွင့်ကိုပေးတယ်။တခါလေကြရင်လေမိသားစုများပတ်စံတွေကိုတိုးပွားအောင်လုပ်နိုင်ဘုရားလုပ်နိုင်တယ်နော်။ယုံလာတော့မပြောတတ်ဘူး။ကျမအဲ့ဒီခါမှာလေကျမနှလုံးသားထဲမှာလေကျမတီးလိုက်တဲ့အချက်ကလေကျမကိုးစားတာလူမဟုတ်ခဲ့တဲ့အခါမှာဘုရားဖြစ်ခဲ့တဲ့မှာဘုရားပြင်ဆင်ပေးတယ်။ဘသူတူးတယောက်စီမှသွားပြီးတော့ကျမတို့ကလေ သိန်း900လောက်ခဏပေးတာပါအောင်နော်အာပိုင်ရှင်ကိုလည်းသွားပြီးတော့စောင့်ပေးပါအောင်နော်ပြောစရာမလိုပဲနဲ့ဖျားကိုဒူးထောက်ရင်လူရှင်မှာကျွန်တော်တို့ဒူးထောက်စရာမလိုတော့ဘူးဖြစ်တယ်လူတတ္တဝါကိုကျွန်တော်တို့မကိုးစားပဲနဲ့ဖျားကိုကိုးစားရင်သင်ကကောင်းချင်းမင်္ဂလာကိုခံကိုခံစားရမှာဖြစ်တယ်ကျမ်းပိုက်နောက်တစ်ပိုက်ကိုကျွန်တော်တို့အတူတူကဖတ်ရအောင် ဟေရှာယအခန်းကြီး1အငယ်20နှစ်နှကောင်းနေအသက်ရှူတတ်သောလူတတော်ကိုမကိုးစားနဲ့ထို့သို့သောသူကို အပေတို့ပမာဏပြုเสียရှိသည်နှကောင်းနေအသက်ရှူတတ်တဲ့လူတတော်လို့ပြောရင်တင့်ဘေးနားမှာရှိတဲ့မိတ်ဆွေမပါဘူးလားတင်းရဲ့ခင်မွန်းတဲ့မပါဘူးလားတင်းရဲ့ဇနီးတဲ့မပါဘူးလားဒီနေ့ကျမတို့ကတစုံတစ်ခုဆိုလူတွေစီမှာတွားရောက်ပြီးအကူညီတောင်းတက်ကြတယ်။ကျမအားပေးခြင်းနဲ့မိသားစုများတလောကလုံးကိုအစိုးရပြီးတော့ ကျွေဝဆုံးသောဖရာကိုတင့်ကိုရထားပြီးပြီပဲတင့်ပါလူလူတွေစီမှာသွားတောင်းနေမလဲကိုချစ်တဲ့အသက်တော်ပဲကြီးတဲ့အခါတော်လကောင်ကျမဒီလအတွင်းထဲမှာဖြစ်ပျက်တဲ့အရာကိုကြည့်တဲ့အခါမှာတော်လကောင်နားလေလာတဲ့အရာကလူတွေစီမှာသွားတောင်းရင်တင့်ပမာဏတစ်ခုပဲရလိမ့်မယ်အကယ်၍တင့်ကပြန်မပေးနိုင်တဲ့အခါကျရင်တင့်ကိုတည်းမကုတ်ပဲနဲ့တင့်ကိုကိုးကွယ်တဲ့ဖရာကိုပါသူတို့ကအပြစ်တင်လာကြလိမ့်မယ် ဒါပေမဲ့ဖယားကိုကိုးစားမနောက်ဆုံးထွက်သက်အထိနောက်ဆုံးအချိန်ထိသင်လက်မလွတ်တဲ့အခါမှာဖယားသခင်ရဲ့နမလက္ခဏာ miracle သင်ခံစားရမှာဖြစ်တယ်။ဒါကြောင့်ကျွန်မပြောပြခြင်းနဲ့ကျွေဝခြင်းဆိုတာအဝေးကြီးမှမရှိဘူးသင်ရအနီးပါးမှာပဲရှိတယ်။ကျွေဝခြင်းဆိုတာအနီးပါးမှာလို့ပြောတဲ့အခါတခြားနေရာမှာမရှိဘူးနော်။ဒီမှာပဲရှိတယ်။သင်တရက်တရက်ဘာထုတ်ပြောလိုက်လဲ။ကျွန်မလှုပ်လိုက်တာဘာမှမလှုပ်ဘူး။ကျွန်မဝန်ခံလိုက်တာ။ လက်ထဲမှာပတ်စံနေမပြည့်မိသေးဘူးလက်ထဲမှာပေးရမယ့်ငွေကြေးအမောင်းမပြည့်မိသေးဘူးဒါမဲ့ကျမလှုပ်လိုက်တာတခုက မနှက်မိုးလင်းတာနဲ့ဒီနေ့ရကသမီးရန်ကောင်းကြီးခံစားရတာပဲကိုရောရေသမီးလောက်ကောင်းကြီးခံစားရတဲ့သူမရှိဘူးဒီနေ့ကသမီးကအလွန်ကြမ်းမာတဲ့နေ့ဖြစ်တယ်သမီးဒီနေ့အလွန်ကောင်းချီးမင်္ဂလာအများကြီးခံစားနေဝန်ခံလိုက်တာနဲ့ဝန်ခံတဲ့အတိုင်းကောင်းချီးမင်္ဂလာကရောက်လာတာဖြစ်တယ် ဒီနေ့မိသားစုများဖယားသခင်သည်ကောင်းကင်ဘုံကနေအမြဲတမ်းငုတ်ချီတိုင်းမှာတင့်ကိုတွေ့နေတယ်ဖယားသခင်ဖြစ်တဲ့အခုဒီထဲမှာထိုင်နေကြတဲ့သူတွေထဲမှာဘယ်နှယောက်ကအိမ်ပိုင်မရှိသေးဘူးလဲဘယ်နှယောက်ကကားပိုင်မရှိသေးဘူးလဲအဲ့ဒီအရာအတွက်တင့်မဆုတောင်းနဲ့တင့်ဝန်ခံပြီးတော့တိမ့်ပိုက်လိုက်တင့်ဝန်ခံလိုက်ယုံလိုက်ဖယားကိုယုံလိုက် ကျမကိုကိုကျမမယုံနိုင်ဘူး ကျမတို့ရဲ့ဝန်ငယ်ပေါ်မှာကျမတို့မယုံနိုင်ဘူး။ဒါပေမဲ့ဖျားသခင်ကိုကိုးစားပြီးတော့ကျမတို့ယုံတဲ့အခါမှာမဖြစ်နိုင်တဲ့အခြေအနေကနေမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့ဘုရားဖြစ်တယ်။သင်ပါလို့လဲဆိုတော့ဘုရားသခင်တည်ပြီးသားဖြစ်တယ်။စာငတ်လေးတစ်ကောင်ကတော့အငတ်မထိုင်ရင်သင်နဲ့သင်မိသားစုကိုဘယ်တော့မှအငတ်ထားမဲ့ဘုရားမဟုတ်ဘူး။အကြောင်းအရာလေးတစ်ခုကျမပြောပြခြင်းနဲ့အဲ့အချိန်မှာကျမ6တန်းလား9တန်းလားတော့မသိဘူး။အဲ့အချိန်မှာကျမကအရင်ကဂျိုကုန်းမှာနေတယ်။ အဲ့ချိန်မှာကျမတို့ရဲ့အဲ့ဒီစေချောင်းအနောက်ဘက်မှာပေါ့အဲ့မှာအကိုကြီးတယောက်ရှိသူရဲ့နာမည်အရင်တော့ကျမတို့မမှတ်မိဘူးအဲ့အကိုကြီးကကျမတို့အိမ်မှာပေါ့နော်အဲ့လိုပဲလာပြီးထမင်းစားတယ်ကျမမိကလည်းတကယ်အရန်စိတ်ထားဖြူစင်းနေကြွေးတယ်သူ့နာမည်ဦးဝတ်ကလေးလို့ခေါ်တယ်ဒီကျုပ်ကုန်းကိုသွားပူးတဲ့သူတွေဆိုတော့သိလိုက်မယ်ကျမတို့ KBC စေယုံမရောက်ခင်မှာခရီးပဲနှစ်ပင်ရှိတယ်အခုတော့တပင်ပဲရှိတော့တယ်အရင်တော့ခရီးပဲနှစ်ပင်ရှိတယ် ဲ့ဒီငငယ်လေးဆိုကျမတို့ညက်နေညက်နေဆိုဘာသွားလုပ်လဲဆိုတော့ခရီးပင်ကိုသွားတယ်ခရီးပန်းနေသွားကောက်တယ်ကောက်ပြီးတော့ပါလို့ဆိုခရီးပင်နဲ့တီးတယ်ပြီးတစ်ခါလေးမှပြန်ရောင်းစားတယ်နော်အဲ့ဒါကျမတို့ရဲ့အလုပ်ငငယ်လေးဆိုတော့ဝင်ငွေရှားတယ်လေ။နော်ငါချက်ပဲရရတရပဲရရ30ပဲရရဝင်ငွေရှားတယ်။အဲ့လိုသွားလုပ်တဲ့ချိန်မှာအဲ့ဒီအကိုကြီးက "तू อ่ะအဲ့ဒီညက်နေမှာလားတဲ့ညမလေးတို့ကျမတို့ကသိရမလားညက်နေဆိုကြောင်းကလည်းစင်းပြီဆိုတော့အကုန်လုံးခလေးတသားအိုက်ကြီးနဲ့အဲ့ဒီ KBC စီးအောင်ရှေ့မှာရှိတဲ့ခရီးပင်အောက်မှာကျမတို့သွားကောက်ကော သွားကောင်းတော့ तू ကလည်းအဲ့အကိုကြီးကလေအပင်ကလည်းခြွေချပေးတာပေါ့နော် तू ကတက်သွားခြွေချပေးတယ်ခြွေချပေးတော့အဲ့ဒီညက်နေမှာဘလို့ဖြစ်လဲဆိုတော့ကျမကောက်တော့မယ် तू ခြွေချတဲ့နေရာမှာကျမကောက်တော့မယ်ဆို तू ကမခြွေချတော့တခြားသူရှိတဲ့ဘက် तू အကိုင်းကိုခြွေချတယ်ကျမအရန်တော်ဟုတ်တာဖြစ်တာဟုတ်ငါရှိတယ်လေငါအိမ်မှာလည်းထမင်းလန်လာစားတယ်ငါအမေစီမှာလည်းထမင်းတောင်းစားတယ်ကြည်စံကျွေးရတော့ငါအမေကကျွေးတယ်ခြွေချပြီးတော့သူ့မြောက်ခြွေချတယ် အော်အေးအေးအေးဆိုတော့အဲ့မှာပေါ့ခလေးတွေအများကြီးဆိုတော့ကျမအရန်တော်သားဖြစ်တယ်အော်ဒီတပင်ကတော့ငါ့ကိုမချွေချပေးဆိုတော့ငါ့ကိုမပေးချင်လို့ပေါ့ကိစ္စမရှိတော့တပင်ကတော့ तू ငါ့ကိုချွေချပေးမယ်ပေါ့အဲ့လိုပဲကျမတော့လေသူများနင်းပြီးသားတွေရောလမ်းမှာကြပြီးသားဟာတွေအဟောင်းတွေမရှော့ကောက်ရတာပေါ့သူများတွေကတော့အခုချက်ချင်းချွေချအခုချက်ချင်းကောက်နောက်တပင်ကျတော့လေအဲ့လိုပဲအဲဦးဝက်ကလေးကလုံးဝကျမရှိတဲ့နေရာမှာမချွေချမဲ तू ကဘာလုပ်လိုက်လဲလား တခြားလူကိုခြွေချပြီးရင်တစ်ပင်အဲ့ဒီပေမော်မှာရှိတော့အပင်ကအပွင့်လေးတခုပြီးတော့သူကသူ့အိတ်ထောင်ထဲသူကထည့်တယ်။ကျမပိုတင်းတာပိုတော်သွားဖြစ်တာ။အကူကြီးကဘာစိတ်တက်လဲပေါ့နော်။အသက်ကြီးပြီးတော့ပေါ့နော်။စိတ်တက်မကောင်းဘူးပေါ့နော်။သူ့များတွေကိုခြွေချပြီးတော့ငါ့ပေါ်မှာတော့မခြွေချပေးဘူး။အယံတော်သားဖြစ်တယ်။အဲ့ဒါနဲ့နောက်ဆုံးကျမကိုခြွေချပေးလေးဆိုတော့သူကလေပြုံး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 နဲ့ပဲတိလား။သူပြုံးတော့ကျမပိုတော်သားဖြစ်ကော။ အဲ့အေးကျမတို့ငိုရင်းနဲ့နော်ခလေးဆိုတော့လေငိုရင်းနဲ့ကျမတို့ဘယ်လိုပြောလဲလားငါအိမ်မှာနောက်တစ်ခါနေထမင်းလာမစားနဲ့ငါအခုငါအမိန်နဲ့ပြန်တိုင်းမယ်นี่โอนอกตะคาบดอมาทําไมจุยกายงสมมุติจม่างูบ่งูจี้เฉ่มาเนี่ยไอ้เปลี่ยนตัวละบ่ตัวละปกมันสู่ญ่นนี่ลาไปเลยปกมันลาแล้ลาอ๋อจม่ารอทําเมนซามิตาสู่เลยทําเมนซามาญ่นนี่ตูลาแล้ลาจม่าติเลยจม่าอเมียวจม่าจุยกายลงว่าเนาะอู้วกคลีลาทําเมนลงว่าไม่จุยเนี่ยเนาะบาเพลุเลยตะมี้โอลงว่าปั้นไม่ฉุยชะไปอูเนาะ အဲအမေကလည်းကို့သမီးစိတ်ချမ်းသာအောင်ဆိုတော့ဟုတ်ကဲ့ပါသမီးရဲ့အေးပါအေးပါပေါ့ဒါမှတကယ်တကယ်လာလဲကြွေးတာပဲ तू ကကျမအမေကညနေလေးကြောင်တော့ तू ကလေလာလာလဲလာပြီးတော့ तू ကဘာလုပ်လဲဆိုတော့ခရီးပင်ဒီခရီးတည်ထားတဲ့အရှေ့ရနှစ်ကျိုးယူလာယူလာပြီးတော့ तू ကဘာလာလုပ်လဲဆိုတော့ကျမပြောအမိုးနော်လာနေပြီနော်လုံးဝမကြွေးနဲ့နော်လုံးဝမကြွေးနဲ့အနာနဲ့ तू ကလာလဲလာလဲလာဘာလုပ်လဲဆိုတော့ကျမသူ့ကိုမျက်ရည်ကလည်းငိုးထားတာဆိုတော့လေးတလားဒါမှမကြည့်ချင်ဘူးလေဒေါသဖြစ်နေတော့ကိုကကိုထမင်းထက်စားဆိုင်းနဲ့ तू ကဘေးနားမှာလာ လာရတော့လေကျမကိုလေရောရညမလေးတွားတဲ့ခရေပင်လေးတကုံးပေါ်လာပေးလာပဲဘာမှလာမပေးနဲ့နေငါထမင်းစားခြင်းလို့မလားဟမ်နေအခုဘိုက်စာတော့မှငါ့ကိုခေပန်းပင်လာပေးတာမလားအဲ့ခုနကငါ့ကိုချွေချပေးပါလို့ပြောနေနေငါ့ကိုမချွေချအခုမှနေငါငါတို့မိသားစုထမင်းကိုစားမယ်မကြမ်းနဲ့လုံးဝမချွေငါ့မင်းငါပြောပြီးသားဆိုတော့သိရမလားခလေးပြီပြီပေါ့ကျမပြောအဲ့ဒီကမှအဲ့အကိုကြီးရဲ့ပါဇက်ကသူ့ဘာပြောလဲဆိုတော့နှစ်ကုံးပေါ့နော်သူကသူ့မှာရီးစားရှိတယ် ဒီတကုံးကတဲ့သူ့ရဲ့ရီးစောက်သူပေးဖို့တဲ့ဒီတကုံးကညမလေးကို ပေးဖို့တဲ့အကိုကြီးကတဲ့တခြားလူတွေလို့ချွေချပေးတဲ့ပန်းကိုပေးချင်တာမဟုတ်ဘူးညမလေးကိုအကိုကြီးကိုယ်တိုင် ်တစ်ပင်ကခူးပြီးတော့တီတဲ့ပန်းကိုပေးချင်တာဘာဖြစ်လို့လဲအကိုကြီးအမြဲတမ်းစာလောင်တိုင်းမှာညီမလေးတို့မိသားစုကအကိုကြီးကိုချွေးမွေးတယ်ဒါကြောင့်ညီမလေးကိုသူ့များနီးတူချွေချတယ်ပန်းမပေးချင်ဘူးဆိုပြီးတော့အဲချင်းကြမှာကွာစိတ်ဆိုးမှန်ဆုံးနဲ့လေကြိုက်လေကြိုက်တော့အဲ့ဒါတော့ရောင်းရင်200လောက်ရမှာလေသိရမလား200ဆိုအဲ့မှာ မုတ်တထုံမှာရှစ်ချက်လားမသိဘူးလေသိလားအဲဆိုတခါလေးမှာကျမခေါင်းအုံးမုတ်ရမ်းကြိုက်တာဆိုတော့နှစ်ထုံဝယ်စားတော့15ချက်ပဲကုန်မယ်ဆိုတော့မဆိုးမဆိုးပေါ့နော်ဆိုတော့အဲအဲ့နဲ့လားအဲနောက်တော့အေးနောက်ခါတော့အဲ့လိုမလုံနဲ့ပေါ့ဗာဖြစ်တယ်ညာဖြစ်တယ်ပေါ့ကျမပြန်ယူလိုက်တာပေါ့နော်အဲ့ဒီခါမှာအဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကကျမရဲ့အဖြစ်ဖြစ်ပေါ့အခုဒီနေ့ဒီအရာကိုကျမပြန်အောင်မိတဲ့အခါမှာတခါတလေမှလည်းပဲကျမရဲ့အသက်တာတည်းမှလည်းပဲအဲ့ဒီခြွေချတဲ့အချိန်မှာဘာဖြစ်လို့ငါ့ကိုမခြွေချပေးတာလဲလူတိုင်း ကောက်လို့ရတဲ့အချိန်မှာငါပါဘလို့ကောက်ခွင့်မရတာလဲသင်လဲအဲ့လိုမျိုးဖြစ်နေမယ်လူတိုင်းကောင်းကြီးခံစားနေရတဲ့အချိန်တွေမှာမှငါပါဘလို့ကောင်းကြီးမခံစားရတာလဲလူတိုင်းအောင်မြင်နေတဲ့အချိန်မှာမှဘာဖြစ်လို့ငါခြံထားခံရတာလဲကျွန်မပြောပြမယ်ဖယားသခင်ကတာ၍ကောင်းသောအရာကိုပေးခြင်းတော့ဘုရားဖြစ်တယ်သင်ဖယားသခင်ကိုကိုးစားနေတဲ့၍ ်ဘယ်တော့မှဘုရားသခင်ကလူများနည်းတူတင့်ကိုကောင်းချီးပေးမယ်ဘုရားမဟုတ်ဘူးလူများထက်တာ၍ကောင်းသောကောင်းချီးမင်္ဂလာကိုပေးမယ်ခုနဥဝတ်ကလေးရဲ့အတ္တတာကိုကျမပြန်ပြီးတော့တတိယတဲ့အခါမှာဘုရားကအဲ့ဒီအကြောင်းအရာကိုကျမကိုပြန်စင်စင်ချင်ခိုင်းတယ်လူတိုင်းကောင်းလို့ရတဲ့အချိန်မှာကျမကောက်ခွေမြင်ရပေမယ်ကျမငိုပြီးတော့အပြစ်တင်ပြီးတော့သူများကိုစိတ်ပုတ်ခဲ့ပေးမယ်ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့တာ၍သူများနဲ့မတူတဲ့ပန်းကိုကျွန်မကိုပေးချင်တာဖြစ်တယ်။ တခါတလေမှလည်းသင်ဖယားသခင်ရဲ့ရည်ရွယ်ချက်ကိုသင်နားမလည်ရင်ဘာကြောင့်ငါမို့လို့ပြဿနာဖြစ်ရတာလဲဘာကြောင့်မို့ငါအကျွေးတင်ရတာလဲဘာကြောင့်မို့ငါမိသားစုကသူများမိသားစုလို့မအောင်မြင်ရတာလဲဘာကြောင့်မို့ငါတို့ဖြစ်တည်နေတဲ့အရာကသူများမှမဖြစ်တည်ပဲနဲ့သူများနဲ့မကြုံတွေ့ရတဲ့ပြဿနာကိုငါတို့မှဘာဖြစ်လို့ကြုံတွေ့နေရတာလဲဆိုပြီးတော့သင်ကလက်ရှိမှာဖြစ်ပျက်နေတဲ့ပြဿနာကိုကြည့်ပါညီးတွားမိနေလိမ့်မယ် ဒါပေမဲ့ကျမပြောပြခြင်းနဲ့ဖယားတခင်ဒီတာ၍ကောင်းသောအကျိုးကိုတင့်တယ်ပြင်ဆင်ထားတာဖြစ်တယ်။တာ၍ကောင်းချီတာ၍ကြီးသောမင်္ဂလာတာ၍ကြီးသော ကောင်းချီမင်္ဂလာကိုသင်နဲ့တက်မိသားစုအတွက်ပြင်ဆင်ထားလို့ဖြစ်တယ်။မမြင်နိုင်ဘူးကိုတော့ကျမမမြင်တတ်ခဲ့ဘူးမမြင်တဲ့အခါမှာကျမညီးတွားတယ်မမြင်တဲ့အခါမှာအပြစ်တင်တယ်မမြင်တဲ့အခါမှာစိတ်ပုတ်တယ်နားမလည်နိုင်ပေမဲ့အကောင်းဆုံးသောအရာတွေကိုဖရာသခင်ကပေးခြင်းရင်း သူများနဲ့မတူတဲ့ကောင်းချီကိုသူများရတဲ့အချိန်မှာတော့မရအောင်အဲ့တော့ဒီနေ့ဒီမှာရှိနေတဲ့မိသားစုများသင်သည်ထာဝရဘုရားကိုကိုးစားတော်သူဖြစ်ရင်ဘလောက်ပဲပြဿနာတွေကြုံပါစေအကောင်းဆုံးသောအရာကိုဘုရားကသင်အတွက်တုံ့မြီထားတယ်သင်ယုံပါသလားသင်ယုံရင်ယုံတဲ့အတိုင်းသင်သက်တာမှာကောင်းချီခံစားမှာဖြစ်တယ်တခါတလေမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာဘာနဲ့တူလဲဆိုတော့ ဖြစ်ပျက်လာတဲ့အရာပေါ်မှာအများကြီးကြောင့်ဒီအပတ်တွင်ဆိုကျွန်မရဲ့ဖုန်းမနဲ့ညကကျွန်မကအားသွင်းကန်ဒီမှာဖုန်းကိုပိတ်လိုက်တယ်ပိတ်ပြီးတော့ကျွန်မဖုန်းအားသွင်းထားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မ YouTube ထဲမှာကြည့်တဲ့အခါမှာဖုန်းကိုလည်းတစ်ခါတည်းမှာအနားပေးရတယ်ပေါ့မနဲ့မိုးလင်းလေမိုးလင်းရောကျွန်မအားသွင်းချက်ကိုဖြုတ်ပြီးတော့ပါဝါကိုကျွန်မပြန် on တဲ့အခါမှာဖုန်းကပါဝါမတက်လာအောင်စဉ်းစားကြည့်ဒီထဲမှာရှိတဲ့သူတွေကိုကဖုန်းနဲ့လည်းအလုတ်လုတ်ရတော့သူဖြစ်မယ် မနဲ့မိုးလင်းတာနဲ့ဘသူကမက်ဆေ့တွေပို့လဲအတင်းတော်ကိစ္စလားအာကုမ္ပဏီကိစ္စလားမသိတဲ့အချိန်မှာပတ်စံလွဲဖို့တွေလည်းရှိတဲ့အခါမှာရောက်ရခနိုင်တယ်ဒါပေမဲ့ကျေးဇူးတော်ကြောင့်အဲ့ဒီမနဲ့ခင်းပါလေကျွန်မဘာမှမတုံလို့ဘူးဒါလည်းငါ့ဖုန်းခဏလောက်ပေးဆက်ပါအောင်ဆိုတော့သူ့ဖုန်းစရာယူရကျွန်မတီချီတောင်ဖုန်းဆက်တယ်အေးတားရေခဏနေရေမိုးချိုးပြတာနဲ့ဆရာမအိမ်လာဖုန်းလာယူစိုက်မှတစ်ချက်သွားပြကြည့်လိုက်ဆရာမဖုန်းကပေါကပြန်မတက်လောက်တခါလေးမှလေတင်ပါဆွဲလန်းလဲဆိုတော့ဘုရားသခင်ကလည်းတင့်ကို test လုပ်တဲ့အခါရှိရနော် သူများရဲ့လို့လေကျမလေဖုန်းနေနောက်တလုံးဝယ်ရမလားဘလို့လော့မလဲကျမမစင်စားအဲ့ချိန်မှာထူပူရောလည်းမနေအေးဆေးပဲစံစာဖတ်ဆရာရှိရဖတ်တယ်ထမင်းဟင်းချက်ဆရာရှိရချက်တယ်တာသမီနဲ့ပတ်သက်ပြီးတော့လောက်ဆရာရှိရလုပ်တယ်အချိန်နဲ့လဲကြောက်ရောကျမတို့ယုံတော့မရောက်သေးဘူး तू ကဘာလဲလားရောနေဆရာမဖုန်းရပြီဟဲ့တာဘာဖြစ်တာဘာမှမဖြစ်ဘူးတဲ့တစ်ခါတလေအဲ့လိုပဲဖုန်းက off တက်တယ်ဆိုပတ်စံလဲတပြားမှမကုန်မယ်နဲ့ဖုန်းကပြန်ရတယ်နောက်တစ်ခုဒီပတ်တာတွင်မှာကျမရဲ့ဒီ laptop ကျမ shut down လုပ်လို့မရအောင် ။ तू อ่ะကျမကိုပြန်ပြီးတော့ email တွေပြန်တောင်းတယ် password တွေပြန်တောင်းဖြစ်ကျွန်တော်ကျမကလည်းမမတ်မိဘူး။မမတ်မမတ်မိတော့ကျမတို့အရင်တော့ဒါဒီ laptop ကဆရာ Joseph ကိုကျမလက်ဆောင်ဝယ်ထားပေးတာ။နောက်တော့ဆရာကငားတဲ့ iPad ကငှအတွက်ပို့ပြီးတော့အသုံးဝင်တယ်တဲ့။နေပြန်ယူလိုက်ဆိုကျမသူ့လက်ထက်ကနေပြန်ယူတော့ကျမနာမည်နဲ့ screenshot တခုကိုထပ်ဖွင့်လိုက်ရတာပေါ့။ဖွင့်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ shutdown လုပ်လို့မရတော့ကျမပောက်ကရရှောက်လို့တယ်။ ် laptop ဆိုတာမျက်မျက်ကင်ရတယ်လေမကျွမ်းကျင်မျက်မျက်ကင်ကျွမ်းကျင်သွားမယ်အဲ့တော့ကျမမနေ့ကဘာလုပ်လိုက်လဲဟေးဆိုတော့ shop ပုတ်ကရလုပ်ရင်လေကျမရဲ့ log in ဖွင့်ထားတယ်ကျမရဲ့ screen ကပါပိတ်သွားတယ်ပိတ်သွားတော့ဘာဖြစ်သွားလဲကျမရဲ့တရားဟောချက်တွေမှန်သမျှအကုန်ပါသွားတယ်ဖွင့်လို့မရဘူးဘသူဟာပဲဖွင့်လို့ရဆိုဆရာဂျိုးဆက်ရဲ့အကောင့်မှာဖွင့်လို့ရတယ်အကောင့်မှာဖွင့်တဲ့အခါမှာဆရာဂျိုးဆက်ရဲ့အထဲမှာကျမဘာမှမမှတ်ထားဘူးလေကျမရဲ့အထဲမှာပဲကျမအကုန်မှတ်ထားတယ်ဆိုတော့ဒီအပတ်တာအတွင်းမှာကျမဘာတွေကြုံရလဲဆိုတော့ ဖုန်းတွေ lock ကျသွားတဲ့အရာတွေဖုန်းပြန်ပြီးတော့ power မတက်တဲ့အရာတွေကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ notebook တွေပြန်ရှာလို့မရဘူးဆိုတော့ကျွန်မတို့ရှာတာကို notebook တော်နဲ့ကိုဟောချင်တဲ့အကြောင်းအရာနဲ့အကြောင်းအရာတွေ notebook တော်တွေဆက်ဆက်တဲ့အကြောင်းအရာတွေရှာဖွေရတယ်နားထောင်ရတယ်ဖြစ်တယ်လုံးဝမရှိတဲ့အခါမှာကျွန်မဒီအပတ်တာတွင်မှာလုတ်ခဲ့တဲ့အရာတခုပဲရှိတယ်ဖခါကိုကူစားခြင်းပဲဘာမှလုပ်စရာမရှိဘူးကျွန်မ worship သခြင်းဖွင့်တယ်တခါလေးမှဒီမှာရှိတဲ့သူတွေကျမယုံမှရှိတဲ့ step တွေတော့သိလိမ့်မယ်။ယုံငန်းထဲမှာတခါတလေကျမတယောက်တည်းကတယ် 巴罗嘞，我晓得结婚嘞，不呀个嫁嘞，不呀个过过嘞。哎，你看嘛，啊，什么比嘞？啊，这样的天妈妈，不呀的给伢这么个，大约刚多变声音的个来嘞。不呀人，那个不罗出包是的。哎，看嘛，这么难嘞来的钱啊，哦，这最多都得多少个？phone machine 么呢？那样，这么一阿达达嘛，phone machine 呢呢？阿没？这最多都得个，够一个 professional 呀，去的，这呀好么样的？laptop machine 么呢？那样？ ကျေးဇူးတော်ကြောင့်ကျမကိုနေနိုင်ရတဲ့အခွင့်ကိုဘုရားသခင်ကပေးတယ်။တချို့သောသူတွေတော့ငွေမရှိရင်အဆင်မပြေဘူး။ဒါပေမဲ့ကျမရဲ့အသက်တာထဲမှာလိုအပ်တဲ့အရာကိုဘုရားပြင်ဆင်ပေးတဲ့အချိန်ရောက်လာတဲ့အခါမှာငွေဆိုတဲ့အရာဘုရားစီမှာပဲရှိတယ်ဆိုတာနားလဲလာတယ်။အဲ့ဒီရဲ့အချုပ်ချာတွေအားလုံးကိုကျမပြန်စဉ်းစားတယ်။ဒီပတ်တာတွေးနေမှာဘုရားသခင်ငါ့ကိုဘာဖြစ်လို့တွေးကြုံစေတဲ့အရာဖြစ်လဲဆိုတော့ဘုရားသခင်ဒီတာ၍ကောင်းသောအရာကိုကျမတို့ပြင်ဆင်ပေးခြင်းလို့ဖြစ်တယ်။ဒါကြောင့်ဒီမှာရှိရဲ့မိသားစုဝင်တွေ အခုတင်ကြားနေရတဲ့တည်င်းတွေပဲဖြစ်ဖြစ်တင်မိသားစုမှာကြုံတွေ့နေရတဲ့အမှုခင်းတွေပဲဖြစ်ဖြစ်ကျမအားပေးခြင်းနဲ့စိတ်မပြတ်နဲ့အဲ့ဒါကတာ၍ကြီးတော်ကောင်းချီကိုဘုရားကတင့်ကိုပေးခြင်းလို့ဖြစ်တယ်အာမင်